နားရဲ့ငိမ့်နေပဲရှုံးရင်ငါကစားကွက်ကြောင့်ဆိုပြီးဝေဖန်နေဆိုတော့နားလေလိုက်ပါပြီဆိုရဲ Emory အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖူဘောဆိုတော့တင်ဆက်နေပါတယ် Emory တယောက်ကတော့ Brandford ကိုရှုံးနေပြီးတင်းသာရှင်းလင်းပွဲမှာပေါက်ကွဲပြလာခဲ့ပါတယ်နောက်တက Brandford အသင်းကိုဝေကွင်းမှာတွားရောက်ကစားခဲ့ပြီးတော့သုံးဂိုးတစ်ဂိုးနဲ့ရှုံးနေသွားခဲ့ရတာပါ United အတွက်ကတော့ဒါကအတော်လေးအခြေအနေဆိုးသွားပါတယ်ပြီးကြတဲ့ရာသီအစကလေးက United က Premier League နှစ်ပွဲစတိုင်နိုင်ပွဲဆိုတော့မရရှိထားသေးပါဘူးဒီလောက်ဆိုရင် United ရဲ့အခြေအနေကဘယ်လောက်ဆိုးလဲဆိုတာမှန်းဆကြည့်လို့ရပါတယ် ရန်ဖို့ကအမ်ဘိုမိုဝီစာတို့လိုအတင်းအဓိကကစားမားတွေကိုဆုံရှုံထားခဲ့ရတယ်လို့နေပြဖြစ်သူတောမတ်ဖရန့်ကိုလည်းဆုံရှုံထားခဲ့ရတာပါတရားစီရလက်ပိုင်းအရလည်းမကောင်းနေပါဘူးဒီလိုအတင်းကိုကိုပြက်ရှုံးတာကနေပြမာရောကစားမားတွေမှာရောတာဝန်ပြည့်ရှိပါတယ်အဓိကကတော့အမ်မော်ရီရဲ့နေစနစ်တွေနေပြဟာတွေကတော့ပြိုင်ဘက်တွေကိုခံမရလွဲကူစေပါတယ် ပွဲပြင်းအင်တာဗျူးစီစဉ်မှာလည်း Emory ကအခုလိုမျိုးပြောဆိုလာခဲ့ပါတယ်။အများအားအတူတူပါပဲ။ပွဲနိုင်နေရင်တော့ကျွန်တော်ရဲ့ niece နစ်ကိုဘယ်သူကမှဘာမှမပြောကြပါဘူး။ပွဲရှုံးသွားရင်တော့ကျွန်တော်ရဲ့ niece နစ်ကြောင့်လို့ပြောကြပါတယ်။ဒါကိုကောင်းကောင်းကြီးနားလည်လိုက်ပါပြီလို့ပေါ်တူဂီသားနီးပြားကပြောဆိုသွားခဲ့တာပါ။အမေရိကန်ကတော့ United နီးပြားပြီးအားလုံးနဲ့မှာ Premier League နိုင်ပွဲရခိုင်တော့အနည်းဆုံးနီးပြားဖြစ်ရည်နေပါလိမ့်။အသင်းကိုကင်တွယ်ပြီးကလေးက United လည်းဆိုးဝါးတဲ့စံချိန်တွေပဲတင်နေကြတာပါ။ ဒီရှုံးမဲ့ကြောင့် Emory ရဲ့ဒိုင်းကုန်နေရာလဲပိုလှောက်ခက်လာခဲ့ပြီဖြစ်ပါတယ်။လာမယ့်ဆန်နာလနဲ့ပွဲရမှာလားရလတ်တီထပ်ပြီးတော့ဆိုးရမယ်ဆိုရင်တော့ Emory လဲနေရာကနေဖယ်ပေးသွားရနိုင်ပါတယ်။ဒီကနေ့တင်ဆက်မှာတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စီဝင်စားပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရခင်ဗျာ။